အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်တင်ပြသင်ခန်းစာကတော့အခန်းက၄ကျင်ငန်း9.9ကနံပါတ်1ရဲ့နေ့ဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အောက်ပါရူဤစားလက်များကိုရှားပါမီဒီယာကြရခင်းများသည်တုံးညာနေမညီရလို့တည်းနည်းရနော်ကျေတော့ဘယ်ဟာကိုတုံးညာနဲ့မညီရဘူးဘယ်ဘယ်ဟာကိုတုံးညာနဲ့မညီရဘူးဆိုလို့ရှိရင်အခက်ရခင်ကိုစားတဲ့ခါမှာနော်စားတဲ့ခါမှာစားမဲ့အခက်ရခင်ရဲ့တမှုကတုံ့ညမဖြစ်ရဘူးတဲ့နော် ူညာနဲ့စားခြင်းကိုအဓိပ္ပာယ်သတ်မှတ်လို့မရတော့မရတဲ့အတွက်ပေါ့နော်ဒါကြောင့်မလို့သူတို့ကဘာတော့ပိုင်းခြေကပိုင်းဘဲအခေရရဲဆိုရင်ပိုင်းခြေမှာရှိတဲ့အခေရကတောင်းညာနဲ့မြည်ရတာဖြစ်ပါတယ်။အဲဒါဆိုရင်နမကကြီးမှာက 15AY နော်အဲ divided by 38ပေါ့နော်အဲ့လိုဆိုရင်ခြေတော့က 15ay ကိုခြေတော့ကဘာလဲ 38ay နဲ့စားတာစားရတဲ့ gain တော့စားတဲ့ gain ကဘာလဲခြေတော့ပိုင်းကင်းနဲ့ရေးမယ်ဆိုရင်စားတဲ့ gain က 38ay ဖြစ်သွားမှာပေါ့နော်အဲ့ဒါဆိုရင်38မှာ38နဲ့ခြေတော့က နော်စားတဲ့ခါမှာဒီပိုင်းချီမှာရှိတဲ့အခေယာပေါ့နော်58 y ကို38နဲ့စားတာဖြစ်တဲ့အတွက်အဲစားကင်းအခေယာပေါ့နော်အခေယာစားကင်းအဲ့ဒီစားကင်းကဂျီရောတုံညာနဲ့မညီဖို့လိုပါတယ်လူရင်းဂျီရောဒါကိုတက်မယ်58 y ကိုဂျီရောက38နဲ့ဂျီလို့ရအောင်38ပေါင်ခွဲလိုက်မယ်15ကြာ3915ခွဲမယ် x y ကိုကြတော့3မှာ8ထည့်ပြီးတော့အဲ y ကိုကြတော့9မှာကတ်လိုက်မယ်ဒါဆိုရင်ပိုင်းဝေမှာရှိတဲ့38နဲ့ပိုင်းချီမှာရှိတဲ့38နဲ့ဂျီရောမယ်ဒါဆိုရင်အဖြေက5 y ရတယ်ပေါ့နော် အဲ့ဒီမှာကျွန်တော်တုံညာနဲ့မင်းရဲ့လိုတဲ့ဟာကဘာလို့ဆိုရင် x ပါเนาะဘာလို့ဆိုတော့ तू ကပိုင်းချိန်မှာရှိတဲ့เนาะအက်ခေယာကတုံညာနဲ့မင်းရဲ့ရောပေါ့เนาะဒါကြောင့်နံမခဝေးပါ20 pg ကเนาะ divided by 4 pr ပေါ့เนาะဒါဆိုရင်ကျွန်တော်အဲ့ဒါကိုအပိုင်းငယ်နဲ့ပြန်ရင်းမယ်အဲစာငင်းက pr ဒါဆိုရင် pr ကကျွန်တော်ကတုံညာနဲ့မင်းရဲ့ရောပေါ့เนาะတုံညာနဲ့မင်းရဲ့ရောဒါဆိုရင်တနီးပီကျူအားကိုခွဲမယ်ဘလို့ခွဲမလဲဆိုရင်သူက400အောင်ခွဲမယ်ပီအားရအောင်ခွဲမယ်ဒါဆိုရင်20ကိုကျတော့45 20 နော်နံပါတ်၄ကိုလေးကိုလေးမှာပီယာကက်ပြီးတော့ငားမှာညာချိုးကျူကက်လိုက်ရတယ်နော်နော်4ပီယာနဲ့5ကျူနဲ့ပေါ့နော်အဲ့မှာလေးလေးငားလေး20ကိုလေးငားလေးခွဲလိုက်တယ်အဲပီကျူပီယာကိုကျတော့လေးနဲ့ကက်ပြီးတော့ကျူကိုကျတော့5နဲ့ကက်လိုက်တယ်ပေါ့နော်ပြီးကြရင်ဒီပိုင်းဝင်မှာရှိတဲ့4ပီယာနဲ့ပိုင်းကျင်မှာရှိတဲ့4ပီယာနဲ့ခြေလိုက်မယ်ဒါဆိုရင်5 5ကျူကျန်တယ်ပေါ့နော်အဲ့မှာပီနဲ့အာကတုံညာနဲ့မညီရဲ့လိုရပါတယ်တဲ့နံပါတ်ငယ်ပါနော် 12G8 တပတ်တပ်ပိုင်း 4G8 เนาะအဲ့ဒါကိုကျွန်တော်ကပိုင်းကင်းနေပြင်ရင်မယ်ရေးပြီးတဲ့ခါမှာ 4G8 နဲ့ညီအောင်လို့ 12G8 ကိုကျွန်တော်တုံးလေးလီစက်နေနေပေါ့နော်အဲတုံးလေးလီစက်နေသူခွဲမယ် G8 ကိုကျတော့လေးနဲ့ကတ်လိုက်မယ်ပေါ့နော်ပြီးကြရင်ပိုင်းဝေရ 4G8 နဲ့ပိုင်းကြရ 4G8 နဲ့ကြည့်မယ်ဒါဆိုရှင်အဖေကတုံးမကျင်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကเนาะ G8 ကပါတယ်ဆိုရင်เนาะခုနကတုံးညာနဲ့မညီပါဘူးမညီရလိုအပ်ဒီအဲ့ဒါလေးကျင်နေတယ်နော်အဲ့ဒါလေးကြည့်ပါမယ် နော်ခြေရိပ်ကကြတော့တုံညာနဲ့မညီဖို့လိုတယ်ပေါ့နော်အားလေးခြေစင်ခဲ့ပါတယ်နမက်ကကြည့်ကြတော့45 abc divided by 5 ac ပါဟုတ်ပြီနော်ဒါဆိုရှင်ဒီလိုခုနအပိုင်းငယ်နဲ့ရေးမယ်ကြာရင် 5ac ပြရအောင်လို့45ကိုခွဲတဲ့အခါမှာ59လီ45ပြရလို့ရှင် ac ကိုကြတော့၄9နဲ့ညီပြီးတော့9နဲ့ထည့်ပြီးတော့၄ကိုကြတော့ရှင်ဘီနဲ့ကတ်လိုက်မှာနော်နော် 9b into 5ac ဒါဆိုရင်ပိုင်းဝင်မှရှိတဲ့ 5ac နဲ့ဘိုင်းကြီးမှရှိတဲ့ 5ac နဲ့ညီပါမယ်ခြေပါမယ်ဒါဆို 9b ကျင်တယ် အဲ့ဒီမှာကျွန်တော်ကပိုင်းချီမှာရှိတဲ့ A နဲ့ C နဲ့ကတုံညာပြည့်ရင်မလိုဘူးနော်တုံညာနဲ့မညီရလိုရပေါ့နော်ပြောရမယ်နော်တုံညာပြည့်လို့မရဘူးနော်နံပါတ်ကနံပါတ်၅ပါ 81mm divided by 9mm ပိုင်းငိမ့်နဲ့ရေးမယ် 81mm ကိုကျွန်တော်ပိုင်းခွဲတဲ့အခါမှာ 9mm 9mm ပေါ့နော်နှစ်ခုရပါတယ်အဲ့ဒီမှာကျွန်တော်ပိုင်းချီမှာရှိတဲ့ 9m နဲ့ပိုင်းဝင်မှာရှိတဲ့ 9m နဲ့ကြည်ပါရတယ်။အဲဒါ 9m လို့နော်တခုပဲကျင်မယ်။ အသေးကျွန်တော်က M ကအစားကြီးဖြစ်ထွက်တဲ့ M90 နဲ့မညီရဲ့လိုအပ်တယ်။နံပါတ်စာလုံးကကျတော့ 70EF divided by 70EF เนาะအဲ့ဒါကိုနော်စက်ကွန် EF ကိုစက်ကွန် EF နဲ့ကျွန်တော်စားလိုက်မယ်။အဲ့ဒီမှာကျွန်တော်ကပိုင်းကြာ EF ဖြစ်ထွက်တဲ့ EF က3ညနဲ့ဖြစ်3ညဖြစ်ရမလို့3ညဖြစ်ရလို့မရဘူးပေါ့နော်။ဒါပြင်ပေါ်နောက်နဲ့ကျွန်တော်ခြေလိုက်တဲ့အခါမှာကျွန်တော်တိရရပေါ့နော်။ဘိုင်းဝင်နဲ့ဘိုင်းညီနဲ့တူရင်တိနဲ့ညီရဲ့ဥပမာဆို4ဘိုင်း4ဘိုင်း5ဘိုင်း5ဘိုင်းတော့ဒီမှာလဲ နော်စကွန်စကွန် EF ဘိုင်းစကွန် EF ဘိုင်းဆိုတော့ကျွန်တော်ဘိုင်းဝင်နဲ့ဘိုင်းညီနဲ့တူတော့တင်းနဲ့ညီပါပြီ EF ကတုံးသားနဲ့မညီရလိုအပ်တယ်ပေါ့နော်စလင်က 36WHY နော်အစား WY ပေါ့နော်ဒါသိရင်ဒီဘိုင်းကြီးနဲ့ရေးမယ်36က36ပဲကျွန်တော် WY ကိုထုတ်မှာဖြစ်တယ်ဆိုတော့36နဲ့အိမ့်နဲ့ဇီရိုနော်အတူတွဲလိုက်မယ်36 8 into WY လို့တွဲလိုက်မယ်နော်ဒါသိရင်ဒီက WY နဲ့ WY နဲ့ကြည်မယ်ဒါသိရင်36ရေးချင်တယ် ဘိုင်းဂျီမာက w net y နဲ့ရှိတယ် w ကလည်း0နဲ့မညီဘူး y ကလည်း0နဲ့မညီတာပေါ့เนาะအဲ့ဒီမှာ equal to ကကျတော့ညီတာ not equal to ကျတော့အမှန် equal to လေးမှာကျတော့အဖြစ်လေးတစ်ဖက်ဖြစ်တာအဲ့ဒါနော် equal to ကအဲ့ဒါ w က0နဲ့မညီဘူး y ကလည်း0နဲ့မညီဘူးပြတာပါเนาะစလိုက်ပြီးမှကျတော့ဇာခွဲပါ no 63 ub divided by 7 ub ပေါ့เนาะဒါဆိုရင်အပိုင်းကြီးနဲ့ရေးမယ်7 ub ရအောင်လို့63ကို9963ပေါ့နော်9963ခွဲမယ်။9မှာ u ကိုထည့်ပြီးတော့9မှာကျတော့0 b ကိုထည့်လိုက်မယ်ပေါ့နော်။ ဒါဆိုရှင်ဆယ်ဘတ်ယူနဲ့ဆယ်ဘတ်ယူနဲ့ကြည့်မယ်ဆိုတော့ night region နဲ့အဲ့ဘိုင်းရင်မှာရှိတဲ့ယူကတ냐နဲ့မညီဘူးပေါ့နော်ဇာဇာခွဲပြီးတော့ကျွန်တော်ဇာမြင်သေးပါ24 PCD divided by ACD ပေါ့နော်ဒါပြင်ကျွန်တော်အပိုင်းငယ်ရေးမယ်အဲ ACD ရအောင်လို့ကျွန်တော်24ကိုခွဲတဲ့အခါမှာ3ရှိတယ်24လို့ခွဲမယ်ပြီးတော့8မှာ CD ထည့်ပြီးတော့8မှာကျတော့နဲ့3မှာကျတော့ B B ကိုကတ်လိုက်မယ်ပေါ့နော်ဒါတော့ဘိုင်းဝင်နဲ့ဘိုင်းညီနဲ့ကျွန်တော်ချိန်မယ်အဲ့ဒါကျွန်တော်3 B ကျန်ပါတယ် အဲ့ဒီပိုင်းချင်းမှာစားခင်းရတဲ့ CD ဖြစ်တဲ့အတွက် C နဲ့ D နဲ့ကတုံရနဲ့မညီဖို့လိုတယ်ပေါ့နော်။ကေရာဒေချိုနံပါတ်2ပါ။ကျောင်းသား9ယောက်ကလည်းအလျား30မီတာအနံ2မီတာရှိတဲ့နံတစ်ခုကိုစေးထုတ်ကြပါလေတဲ့။ကျမ်းမြအပြင်ကျောင်းသားတို့စေးထုတ်တဲ့နံ area ကိုရှာပါတဲ့နော်။ဒါဆိုရင်ရှိတော့ဘယ်ကနေဆိုင်မလို့။နံ area ကိုလို့ချင်းအလျားနဲ့နံနဲ့မြောက်ပေးရပါတယ်။ဒါဆိုရင်သူကအလျားက10မီတာနံက2မီတာဖြစ်ပါတယ်။ဒါဆိုရင်10နဲ့2နဲ့မြောက်မယ်။ တန်းအေးတန်းအေးနဲ့သူ့ရဲ့မြောက်တက်ခါမှာတန်းနဲ့နော်ဒီရှေ့ကမြောက်မော်ကိန်းမြောက်တက်ခါမှာ20ရတယ် a နဲ့ a နဲ့မြောက်တော့အဲ a square ပေါ့နော်ဒါဆိုရင် 20a square စတူရန်မီတာရပါတယ်အဲအဲ့ဒါပြီးလို့ရှိရင်ဒီတို့ကသူကလိုချင်တာဒါကဘာတော့နေရန်ရဲ့ area အဲ့ area ကိုလေကျောင်းသားဗနေရောက်စေးလို့ဆိုတော့ကျောင်းသား900ကစေးလို့တာဒါတော့တရဦးတရဦးစီကိုလိုချင်လို့ရှိရင်ဒီတို့က9နဲ့စားပြရမှာပေါ့နော်ဟုတ်ပြီကျောင်းသားစစ်တော်တော်ကျောင်းသားဦးရေက9ရောက်ဖြစ်ပါတယ်တို့လိုချင်တာကျောင်းသားတဦးစစ်တော်ရဲ့နေအေးရောက်လိုချင်တာဖြစ်တဲ့ နေရာကြီး area ကိုဇီရော9နဲ့စားပေးရပါမယ်။နော်20 a square by 5ပေါ့နော်ဒီဟာလေးကဇီရောပုံမှန်တင်ပါပေါ့နော်။အသေးဇီရော20ကို9နဲ့စားတဲ့ခါမှာ9လေး20အသေးဇီရောအဖြေကဘယ်လုံးတန်းတော့တူစစ်တော့တဲ့နေရာ area က4 a square 3 m ပါ။အသေးအဖြေကနော်4 a square 3 m ဖြစ်ပါရဲ့။ဒီကတော့လေ့ကျင့်ခန်း9.5ကနံပါတ်1ပဲဖြစ်ပါတယ်နော်။အစိုးရကြီးတွေအားလုံးကျေးဇူးတင်ပါတယ်။